ေးအဲ့ဒါကြောင်းကျိုးဆက်နိယာမနဲ့သွားတာဗုဒ္ဓရဲ့ဝါရတိဝိပိဇဝါရတဲ့ဘာဝါရတယ်လဲဝိပိဇဝါရပါဗျာဝိပိဇဝါရဆိုတာကတခုခုကို လက်ခံရင်အယံယုံ အကန်းယုံလက်မခံဘူးကြောင်းကျိုးဆင်ញင်ပြီးတော့ဒါဒီဘာကြောင့်ဖြစ်တာလဲခုဥပမာပြမီးလင်းနေတယ်မီးဘာကြောင့်လင်းလဲဘာရှိလို့လဲ ဆက်ရှိလို့ဘောနောက်ကတော့မှန်းနေတာဟုတ်လားနော်ဆက်ရှိလို့ဒီမီးငိမ့်ညင်လို့ရှင်ဒီမီးပြောင်းကိုရိုက်ခွဲလို့ရလားဒီမီးပြောင်းကိုရိုက်ခွဲလိုက်ရင်ကြံတဲ့မီးပြောင်းလင်းမနေဘူးလားလင်းနေတယ်အကုန်ငိမ့်ညင်ဘုစုသွားနှင်းရဆက်ကိုသာပိတ်ပလိုက်တကယ်လည်းပိတ်မပစ်လိုက်နိုင်ဘူးအကုန်ရက်ကုန်မှာဟုတ်လားနော်ဆက်ကိုပိတ်ပလိုက်လို့ရှင်အာလုံးတော်မီးပြောင်းနေမငိမ့်ဘူးလားလူရဲ့ဒုက္ခဆိုတာမီးလင်းနေတာနဲ့အတူတူပဲဟုတ်လားနော် အဲ့ဒီမူရင်းလင်းနေတဲ့ဒီအရာဒီစက်ကလာတယ်လို့ပဲလူတွေရဲ့ဒုက္ခမှန်သမျှသည်တဏတက်မှတ်မှုကလာတာဘယ်ကလာတာလဲတဏတက်မှတ်မှုကလာတာတက်မှတ်မှုဆိုတဲ့အရာကိုသာ ခလုတ်ပိတ်ချလိုက်ရင် အကုန်ငြိမ့်မသွားဘူးလားငြိမ့်သွားတယ်အဲ့ဒါမျိုးကြောင်းကျိုးသဘာဝကြကြဝေဘန်နဲ့စီစစ်တယ်အဲ့ဒါဒီဝိပဿဝါဒဘာဝါဒလဲဝိပဿဝါဒပါဗျာဝိပဿဝါဒအရာ နစ်တကျသွားထားမှအဲ့ဒီပုဂ္ဂိုလ်ဒီဗုဒ္ဓကို ကြည်ညိုတတ်တယ်အခုဒီမှာကြည့်တော့အဲ့ဒါဒီတရားတွေကိုအခုဟောလိုက်တာကိုနော်စုစည်းပြီးတော့အတိုးချုပ်လေးပြောလိုက်လို့ရှိရင်ကိုယ့်ရဲ့စိတ်လေးကိုရှင်းအောင် လုပ်တယ်ဆိုတဲ့အရာဒီဗုဒ္ဓဟောတဲ့တရားတွေကိုစုစည်းပြတာပဲဘာလို့ပြလဲဗုဒ္ဓဟောတဲ့တရားတွေကိုစုစည်းပြတာခုဖရာစစ်ကိုရောက်ခဲ့ပြီဆိုကဲ6နှစ်တရားအမထုတ်လိုက်ဘူးလားဖရာအထုတ်လိုက်တယ် ခဏတောထွက်တယ်တောထွက်ပြီးတော့6နှစ်အားထုတ်လိုက်တယ်6နှစ်နဲ့ဒီဘက်က29နှစ်ပေါင်းတော့ဘယ်လောက်ဖြစ်35ဖရာဖြစ်တော့အသက်ဘယ်လောက်ရောက်သွားလဲ35နှစ်ရောက်သွားတယ်အဲ့ဒါအချင်းကျုပ်လေးမှတ်ထားရင်16နှစ်မှာအိမ်အောင်ကြရတယ်29နှစ်မှာကလေးတယောက်ရတယ်29နှစ်မှာတောထွက်တယ်6နှစ်တရားအားထုတ်တယ်35နှစ်မှာဖရာဖြစ်တယ်နောက်ထပ်45နှစ်တရားဟောတယ်ဘယ်နှစ်တရားဟော 45နှစ်တရားဟောတယ်တက်တော့အဲ့ကျတော့35ထဲကို45ထည့်လိုက်တော့ဘလောက်80မှာဘာဖြစ်သွားလဲပရိနိဗ္ဗာန်စံသွားတယ်မစံဘူးလားစံတယ်အဲ့ဒီသူဟောသွားတဲ့တရားတွေကိုခြုံပြီးတော့ကြည်လိုက်ရင်အတူခြုံနည်းစနစ်ကတော့အများကြီးရှိပါတယ်အဲ့ဒီအများကြီးတွေကဥစဉ်ကဘယ်နှမျိုးပြောပြအောင်ဆိုရင်3မျိုးနဲ့ပြောပြပါဘယ်နှမျိုးတယ်တော့ အဲ့ဒါကတော့သီလရယ်၊သမာဓိရယ်၊ပညာရယ်။ဘာရယ်ဘာရယ်လဲ။သီလ၊သမာဓိရယ်၊ပညာရယ်။ဒါပဲ။ဘုရားတရားတော်ကိုချုပ်လိုက်ပါလို့ပြောရင်ဒါပဲရှိတာ။ဘာပဲရှိလဲ။သီလ၊သမာဓိ၊ပညာ။အဲ့ကြောင့်သီလလို့ပြောရင်ခံစားချက်ကသိပ်မပြင်းသေးဘူး။မြန်မာလို့ရှင်းရှင်းလင်းလင်းသိအောင်လုပ်ရနော်။အဲရှင်းရှင်းလင်းလင်းသိအောင်လုပ်ဆိုရင် သီလဆိုတာဘာလဲလို့ တခါပြန်ပြီးတော့ကြည့်ရင်သီလဆိုဒီမှာကိုကျင့်ဇာရိတကောင်းအောင်လုပ်တာဘာလုပ်တာလဲကိုကျင့်ဇာရိတကောင်းအောင်လုပ်တာဖះဟောတာသဘာဝကြမကြအကော့ကိုပြန်စဉ်းစားကြည့်နော်ကိုကျင့်မှမကောင်းမင်းနဲ့ဟိုဘက်သွားပြီးတော့တမာရီရအောင်အထုတ်ရမလားမရပါဘူးဗျာအေးမရဘူးပညာရအောင်အထုတ်ရမလားမရပါဘူးမရဘူးအဲ့ဒါကြောင့်မို့စိတ်ဓာတ်လေးကို ရှင်းအောင် အရင်လုပ်မယ်ဆိုရင် ဘာနဲ့စပြီးတော့ရှင်းရလဲပြန်ကိုချင်းသီလနဲ့စရှင်းရတယ်ဘာနဲ့ရှင်းရကိုချင်းသီလနဲ့စရှင်းကဲကိုချင်းသီလနဲ့ရှင်းကြည့်လိုက်ဆိုတော့ဒီလောက်တက်ဖြတ် နေတဲ့လောကထဲမှာကိုကမတက်ဖဲနေတယ်နေလို့မရဘူးလားရပါတယ်ဗျာအေးခိုးကြဝကြနဲ့နေတဲ့လောကကြီးတယောက်နဲ့တယောက်အယုံကြည်မရှိတော့တဲ့လောကကြီးထဲမှာကိုကငါးပြားမှခိုးရတဲ့အကျင့်မရှိရင်ကိုချင်းမကောင်းဘူးလားကောင်းပါတယ်ဗျာကဲဒီဘက်ကရရတယ်လို့ချောင်းချောင်းတယ်လို့ ကာမဂုဏ်ကိစ္စမှာလည်းပဲဖောက်ပြားနေတဲ့တဲ့လောကထဲမှာကိုကိုယ်တိုင်ကနေစောင့်ထိန်ပြီးတော့နေရင်ဇာရိတ္တလေးမကောင်းလားကောင်းတယ်လိညာနေကြတဲ့လောကထဲမှာကိုကမလိမ္မညာပဲနဲ့နေရင်ကိုဇာရိတ္တမကောင်းလားဒီလောက်တောက်စားနေတဲ့လောကထဲမှာကိုကမတောက်ဖဲနဲ့နေလိုက်ရင်ကိုဇာရိတ္တလေးကမကောင်းဘူးလားအဲကြတော့ဘဝကိုလမ်းလျှောက်တဲ့အပိုင်းမှာနော်ကိုကိုသူမြန်းမကြည့်ညိုတာကိစ္စမရှိဘူးဟုတ်လားဗါတယ်တော့ ကိုကို သူများကမကြည်ညိုတာကိစ္စမရှိဘူးကိုကိုကိုပြန်ပြီးတော့ကိုတိုင်ကြည်ညိုရမယ်ဟုတ်လားနော်ဘယ်သူကြည်ညိုဖို့အရေးကြီးလဲကိုကိုကိုကြည်ညိုတတ်ဖို့အရေးကြီးတယ်အလေးစားခံကျင်တာကလူတိုင်းရဲ့သဘာဝဒါပေမဲ့အလေးစားခံကျင်ပြီးတော့ခက်တီတီကြီးဘလောက်ပဲနေနေသူ့ရဲ့ဇာရိတကဖောက်ပြားနေရင် ဘလောက်ပဲရုပ်ရည်ကတန့်တန့်ဘလောက်ပဲပစ္စည်းဥစ္စာတွေက ရှိရှိ ဘလောက်ပဲယာရုအာနာတွေကရှိရှိကြက်တည်ရရှိရလားမရှိပါဘူးဗျာအင်းအဲ့ဒါအပေါ်ပန်းနဲ့ပြင်လို့မရဘူးအတွင်းမိုင်းစိတ်နဲ့ပြင်မှကိုယ့်ကိုယ်ကိုကြည်ညိုတတ်တာဘာနဲ့ပြင်မှလဲစိတ်နဲ့ပြင်မှကိုယ်စိတ်ကို ပြင်မှပြင်ပြီးတော့မေကြီးငါဟာသူမြန်းတတ်တယ်လို့တတ်နေသလားငါဟာသူမြန်းခိုးတယ်လို့ခိုးနေသလားသူမြန်းလွန်ကျူးတယ်လို့လွန်ကျူးနေတာလားလိန်လိုက်ညာလိုက်လူရန်သာလား တောက်လိုက်စားလိုက်လူရန်စားလားဆိုတော့ဘယ်ပြန်မေးရကိုကိုကိုပြန်မေးကြည့်အဲ့ဒါမျိုးအများတည်းမဲ့ပါနေရင်ကိုသည်အလကားလူပဲဘာလူလဲအလကားလူပဲဖျားလူဟုတ်လားမဟုတ်ပါဘူးဖျားလူမဟုတ်ဘူးဆိုတာမရှင်းဘူးလားမရှင်းပါဘူးဆရာဘေးသွားမေးစရာလိုရလားမလိုပါဘူးအဲ့ဒါကြောင့်မို့ကြီးညိုကြီးညိုဆိုတဲ့အပိုင်းမှာသူတစ်ပါးကကိုကိုကြီးညိုစေခြင်းရင်လည်းပဲပထမအဆုံးဘာလုပ်ဖို့အရေးကြီးလဲလို့ပြောရင် ိုကိုကိုကြည်ညိုတတ်အောင်ရင်နေရမယ်ဘလို့နေရမလဲရင်ကြည်ညိုတတ်အောင်နေနေဆိုတဲ့အပိုင်းမှာလည်းပဲတီလာလေးနဲ့နေနေလို့မရဘူးလားရပါတယ်ရတယ်ဟုတ်လားအဲဒါကြောင့်မို့တီလာလေးနဲ့ကြိုးစားပြီးတော့နေလို့ရဒီနေ့လေးမှာဘုရားဘာသာတွေပြောတဲ့ဟာလေးအလွဲလေးတစ်ခုရှိတာပေါ့နော်မုသားမပါပါတယ်လားလင်္ကာမချောတဲ့ပြောတာလေးမရှိဘူးလားရှိပါတယ်ဗျာမုသားမပါလင်္ကာမချောဆိုအဲ့ဒီစကားရဲ့ အဓိပ္ပာယ်လေးကဘလို့ပြောချင်တာလဲမူသားမပါလင်္ကာမချောဆိုတော့ဘာလို့ခိုင်းတာလဲမူသားပြောกว่าတဲ့မူသားမပါရင်ဘာမချောဘူးတော့မူသားမပါရင်လင်္ကာမချောဘူးမင်းတို့ပြောတာပြောလိန်နာလိန်ဆိုပြီးတော့အဲ့ဒီဟာလေးကတိုက်တွန်းမနေဘူးလားတိုက်တွန်းနေတယ်အဲ့ဒါကြောင့်ဦးဇင်းတို့ကစိတ်ဝင်စားလို့ဒီစကားလေးကမှန်မှမှန်မှမလားလို့စာတွေကို လိုက်ရှာကြည့်နော်မူသားမပါလင်္ကာမချောဆို ဖះကတော့ဒီလိုတိုက်တွန်းမှာမဟုတ်ဘူးသိကြတယ်ဆိုပြီးလိုက်ပြီးတော့ကြည့်ကြည့်တော့ဘာသွားပြီးတော့တွေ့လဲလို့ပြောတော့စာပေတကယ်အစ်စ်အမှန်ကြတော့မုတ္တမပါလင်္ကာမချောဖြစ်နေတာဘာဖြစ်နေလဲမုတ္တမပါလင်္ကာမချောတဲ့မုသားဟုတ်လားမုတ္တဆိုတာဘာလဲပြောရင်ကိုတွေးလို့ပြောတာမုတ္တကဘာလဲကိုတွေးကိုတွေးမပါဘဲနဲ့အရာရာတိချောမောအောင်မလုံနိုင်ပါဘူးလို့ဆိုလိုတာဘာလဲတော့ ကိုတွေးမပါပဲနဲ့အရာရာတိချောမွေ့အောင်အစင်ပြေအောင်လှုပ်လို့မရပါဘူးတဲ့ဆိုလိုချင်တာကအပြောနေတဲ့ရလားမရပါဘူးအတွေးနေတဲ့ရလားမရပါဘူးကိုတွေးနဲ့ပေါင်းဆက်ပြီးလှုပ်မှတကယ်ချောမွေ့တာဒီလိုပြောတာနော်မုသားမပါလားမုတမပါလားနဲမုဒ္ဒမပါလင်္ကာမချောမုသားမပါလင်္ကာမချောမဟုတ်ဘူးနော်နောက်တစ်ခုကဗုဒ္ဓဘာသာတွေအတွက်ဝန်းနေစရာကောင်းတာကဘာရှိလဲလို့ခင် တတ်တာဖြစ်တာလည်းပဲအဲ့လောက်ကြည့်တော့မဟုတ်ပါဘူးနော်ခိုးတာကြတော့နည်းနည်းများမလာဘူးလားမလာပါဘူးများလာတယ်တတ်တာဖြစ်တာတော့တော်တော့ရှောင်ပါသေးတယ်ဆင်လို့ပါလို့ဆိုမတက်ကြဘူးနော်ဆင်တော့မတက်ဘူးချင်ကြတော့တက်ပြန်ရောဟုတ်လားနော်အေးအဲ့ဒါကိုယ်အန္တရာယ်ပြုလောက်ရင်မတက်တော့ဘူးနိုင်လောက်ရင်တွေတာပဲမတွေဘူးလားအဲအဲ့ဒါမျိုးလေးတွေဖြစ်နေတာအဲ့ကြတော့ချင်ဆိုလို့ချင်းလည်းပဲသွားပြီးကြည့်ကြည့်နော်တက်သူစိတ်မြေလပြေကိုတက်တာလေးတွေရှိတယ်မတက်ဘူးလား ်တတ်တယ်အဲ့ဒါကြိုက်နေတယ်ဆိုရင်ကြိုက်မြန်းသိနေကြည်တောင်နေလိုက်သေးတာတချို့ကနော်ကြည်နေမှဖြည်းဖြည်းလေးနဲ့လက်ကိုယူလာနော်ယူလာပြီးစေနီးလာတဲ့အခါအตาလေးပုတ်လိုက်တာလားဘယ်လိုလုပ်လိုက်လဲဗျံကနေချလိုက်တယ်ချပြီးတော့သေသွားတော့ဒီတိုင်းနဲ့တင်ပြီးလာဆိုမဟုတ်သေးဘူးလက်လေးနဲ့ပုတ်ကြည့်ပြီးနော်လက်နဲ့ပုတ်ကြည့်ပြီးတော့တေချာလေးလုပ်ပြီးတော့အီအီလေးနေရင်အမားဝမ်းတာနာအဲမိတယ်ဘယ်ရမလို့ဆိုအဲ့ဒါမျိုးလေးတွေမဖြစ်ဘူးလား နိုင်ရင်တက်တာကြားကြတော့တက်လားကိုယ်အန္တရာယ်ပြုတ်လောက်တဲ့ကောင်ကျတော့အဝေးရလာကြတယ်မှာကိုကပုံးလိုက်၊ကွယ်လိုက်နဲ့လုံမနေဘူးလားအဲ့ဒါလူရဲ့မူရင်းစိတ်တဲ့ဒီအတိုင်းပဲနိုင်လောက်ရင်တွေ့ခြင်းနဲ့မတွေ့ခြင်းဘူးလားအဲနိုင်လောက်ရင်အဲ့တိုင်းနော်ဒါချင်းဆိုလဲအဲ့တိုင်းဒီတဲ့ဆိုတာကဂျဘိုးဆိုလဲဒီတိုင်းပဲနော်ဂျဘိုးမြန်ခန္ဓာကိုယ်အောက်ကနေဟိုကြိုက်ဒီကြိုက်ကြိုက်နေပြီဟဲ့လို့ဆိုရင် ဟိုရွေးဒီရွေးအမေအကက်ခတ်နေလိုက်တယ်ဒီကောင်ကိုက်နေလောက်တယ်ဆိုလို့ချင်းအောက်မှာတေချာဖမ်းကြည့်လိုက်တယ်ဖမ်းကြည့်ပြီးတော့မိလိုက်တယ်အီအီလေးဖြစ်နေရင်ဖိပြီးတော့ဆွဲကြည့်လိုက်တယ်ပြီးတော့ကျတော့တေချာအောင်ဘောင်းဆိုနန်းကြည့်လိုက်သေးတာလောက်သလားမလောက်ဘူးလားဘာလို့နန်းကြည့်တာလဲနှာခေါင်းနဲ့ဘာလို့နန်းကြည့်ရလဲနန်းမြန်းကြည့်တာပဲဒါပေမဲ့နန်းကြည့်လိုက်သေးတာမပြီးပြင်သလားမပြီးပြင်ဘူးလား အဲ့ဒါမျိုးဖြစ်တာဟုတ်လားနော်နိုင်ရင်လူကမလုတ်တတ်ဘူးလားဟွန်းနိုင်ရင်အဲ့ဒါမျိုးနှိပ်စက်တတ်တယ်အဲ့ဒါဒီတာမန်လူတို့ရဲ့သဘာဝပဲဘာသဘာဝလဲအဲ့ဒီတာမန်တဲ့ကူကလွန်နေရမယ်နော်တာမန်နဲ့လွန်တဲ့ပုဂ္ဂိုလ်ဖြစ်မှထူးခြားတဲ့လူဖြစ်တာနမို့စင်တာမန်နဲ့ဝင်သွားမှာဟုတ်လားနော်အေးအဲ့ဒါကြောင့်မို့အရေးကြီးတာကဘာလဲလို့ပြောရင်ကိုကျင့်တရားလေးမပြတ်ဖို့တော့အရေးမကြီးဘူးလား အရေးကြီးတယ်ဟုတ်လားခိုးတာလေးကြီးလိုက်ပြန်တော့လေစိတ်မချမ်းသာစရာတွေတွေ့ရနော်မတွေ့ရဘူးလားမတွေ့ရပါဘူးခင်ဗျာတခါကြီးတယောက်မနေရပြော နော်တပည့်တော်ဗျာတဲ့အိမ်ကအဖေသိပ်ပြီးတော့ကျမကြီးမကောင်းလို့စေကန်းလိုက်ပြလိုက်တာကားရက်ထားတာမှန်ဖြုတ်သွားနော်ဘာဖြုတ်သွားလဲအဲ့ဒါကြီးမှန်ကိုဖြုတ်သွားနော်နောက်ကိုကြီးတဲ့မှန်ကို ကောက်ဖြုတ်သွားတယ်တဲ့အောက်တန်းမကြောက်ဘူးလားကြားပါတယ်ခင်ဗျာကြားတယ်တို့အဲ့ဒါမျိုးတွေဖြစ်လာတဲ့အခါကျတော့ရုပ်ပြက်တာပေါ့နော် လူတွေဇာရိတ္တညံ့လာတာကြည်တော်အပြင်ဘယ်သူတွေညံ့တယ်လို့ပြနေလဲလို့ပြောရင်ဘုန်းကြီးများညံ့တယ်လို့ပြတာဘာလို့ပြလဲဘုန်းကြီးများညံ့တယ်လို့ပြတာဘုန်းကြီးတွေအလုံးမလုံဘူးလို့ပြတာပဲဘာလို့ပြလဲဟာပြောပါဘုန်းကြီးတပါးမှမရှိတော့ပါဘူးဟုတ်လားဘုန်းကြီးတွေအလုံးမလုံဘူးလို့ပြတာ ဘုန်းကြီးများကသာကိုယ့်ရဲ့ဗုဒ္ဓဘာသာဝင်ဖြစ်တဲ့ပုဂ္ဂိုလ်များကိုပြည်ပြည်စည်းစည်းနဲ့တရားဟောလို့ပြသလို့ဆိုရင်လူတွေဒီလောက်ခိုးပါမလားမခိုးပါဘူးမခိုးဥပ္ပဒါကဘယ်နေရာမှမစိတ်မချရအောင်နော်ဒီဘက်ကစေဘိန်းလေးနဲ့အရေးကြီးလို့အထဲထဲဝင်ပြီးလဖိတ်လေးဝယ်ဆေးကန်းဝင်ပြပြန်လာဟုတ်လားဘာပြောက်သွားစေဘိန်းပြောက်သွားနင်းနေလေးမှနော်ဖနက်လေးဖျားပေါက်ကိုချွတ်ထားပြီးဖျားလေးဝင်ပြီးတော့ကြော့လိုက်တယ်ပြန်သွားပါဖြင့် ဖနှက်ပြောက်တယ်တဲ့ဘာမှသိမချရတော့နော်အဲ့လောက်ကြီးခိုးနေကြပြီဟဲ့လို့ဆိုရင် ကောင်းသေးလားဘယ်သူတွေညံ့နေတာလဲဟွန်းဘုန်းကြီးတွေညံ့တာအိမ်ကြွလာတဲ့ကတော့ရှောက်ဟုတ်လားနော်ဘုန်းကြီးတွေညံ့လို့ပဲဘုန်းကြီးတွေကစည်းစနစ်တကြဒါများများဟောရမှာနော်နောက်တစ်ခုကဘုရားဘာသာဝင် ဖြစ်တဲ့ပုဂ္ဂိုလ်တွေဘာတွေအလုံများလာလဲလို့ပြောတော့အတော့လေးတွေများလာဘာလေးတွေများအတော့လေးတွေများများလားမများဘူးလားများ မြားတယ်အတော့လေးတွေမြားတော့လည်းပဲလမ်းမှာအမှောက်လေးတွေမြားလာတာပဲနော်အဲဟိုနှမ်းမှာမှောက်ဒီနှမ်းမှာမှောက်သွားကြည့်လိုက်အော်တခါလေးကိုနဲ့တိတဲ့ဒကာတွေတောင်ဖြစ်နော်အဲ့ဒီလောက်ထိကိုအချင်းကြီးကသိုးလာတာမဖြစ်ဘူးလားအေးအဲ့လိုမျိုးဖြစ်ရွာလေးပဲသွားသွားရက်ွက်ထဲပဲဝင်လိုက်ဝင်လိုက်ညနေပိုင်းဆိုင်နေမှာသွားကြည့်လိုက်စီနေတာမရှိဘူးလားအဲ့ဒါစီနေတာဒီဘယ်သူတွေညံ့လို့လဲဘုန်းကြီးတွေညံ့တာပဲလူသွားအပြစ်ပြောလို့မရအောင်တကြချောင်းရိုက်ပါမှာစုပါ ကိုယ့်ကိုအညံ့လောက်ထားမှာနော်ဘုန်းကြီးတွေကနေပြီးတော့ပြုပြင်ပေးနိုင်တယ်ဟဲ့လို့ဆိုရင်ဘာသာတရားကိုသာလူကလေးစားတယ်ဟဲ့လို့ဆိုရင်အချင်းချင်းအပြန်လန်လေးစားကြမယ်ဟဲ့လို့ဆိုရင်ဟာဘုန်းကြီးတွေကြွားနေမကောင်းဘူးဟေးတို့တောက်တော်မှမတိမတာလေးတောက်မှာပဲလို့လုပ်လို့မရဘူးလားမရပါဘူးခင်ဗျာအေးငကိုတော့ကတော့လူကနေပြီးတော့ဘုန်းကြီးရဲ့အရေးရှောင်ပေးရတာနော်ဘုန်းကြီးရန်ကြွားလိုက်အရေးမရှောင်ပါဘူးလားရှောင်ပါပါရှောင်ရတယ်ဘာလို့ရှောင် ယုတိသောအဖြင့်လေးစားသောအဖြင့်အရေးနင်းလိုက်ရင်ငါတို့အကုသိုလ်ဖြစ်လိမ့်မယ်ဆိုပြီးတော့နဘေးဘေးကပ်ပြီးတော့ရှောင်ပေးရဒီခေတ်ကျတော့ပြောင်းမြန်ဖြစ်သွားလူကနေဘာဖြစ်တုံးဆိုရင်ဘေးရှောက်လာလိုက်တာဘုန်းကြီးကဘေးကပ်ရှောင်ပေးရဘာလို့ရှောင်ပေးရဝင်တိုက်သွားမှဆိုလို့ရှောင်နေရတာဟုတ်လားနော်ပြောင်းမြန်ဖြစ်မသွားဘူးလားအေးအဲ့ဒါမျိုးဖြစ်လာခြင်းဒီပြောင်းမြန်ဖြစ်ရင်ပြောင်းမြန်သွားမှာပဲမသွားဘူးလား ေးအဲ့ဒါအခြေခံအပြင်ကြည့်ရင်အဓိကကစိတ်လေးကို ရှင်းရှင်းလင်းလင်းထားဆိုတဲ့အပိုင်းမှာရှင်းရင်ရင်ဘာနဲ့ရှင်းရသီလနဲ့ရှင်းဘာနဲ့ရှင်းမလဲသီလနဲ့ရှင်းပြီလို့ရတယ်တဲ့နောက်တစ်ခုကနည်းနည်းလေးအစစ်မြင်ပြီးတော့ရှင်းမြင်ရင်တဆင့်တက်လိုက်နော်တဆင့်တက်လိုက်လို့ရှင်တော့ဘာလုပ်ပြီးမှရလဲလို့ပြောရင် ကိုယ့်ရဲ့စိတ်လေးကို ဖြစ်နေတဲ့အတိုင်းလိုက်ပြီးတော့ကြည်နေရဘာလို့ကလဲဖြစ်နေတဲ့အတိုင်းလိုက်ပြီးတော့ကြည်နေရတယ်ဇလုံးလေးမလိုက်ရင်လည်းမမြန်သိရဘာလို့ကလဲမမြန်သိရတယ်ကားမောင်းရင်လည်းမောင်းမြန်သိရတယ်လမ်းလျှောက်ရင်လည်းလျှောက်မြန်သိရတယ်အသက်ရှူသွင်း